တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးကံအရန်ကောင်းနေအယောင်ဝယ်ကြီးကောင်းပြီးအလုပ်ကိုင်းပြီးအဆင်ပြေပြီးမိမိကအလုပ်လိုချင်နေပြီဆိုရင်လည်းဒီတစ်ပတ်ထဲမှာတည်ကြပါအောင်အလုပ်ရအောင်တွေ့ရတယ်။နောက်အထက်လူကြီးအကြီးကြီးများရဲ့ကုညီပံ့ပိုးမှုစောင့်ရှောက်မှုတွေလည်းရရှိစေမယ့်လို့တွေ့ရပါတယ်။တံမိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားတာခံရတဲ့တွေဒါကိုသတိထားပါနော်။ အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ညစ်တာဆိတ်ရှုပ်တာအိမ်ကကြီးကြီးတွေပူပန်ရတာဒီလိုလေးတွေ့ရတယ်။ချင်းယူသားချင်းစီရတယ်အကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေပေးလာမယ်တပတ်တာလို့မြင်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်။ ချီးရည်နဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခေပေါ်ခြင်းလိုမြင်နေ။ဒါ့အပြင်စစ်သူရှိနေပါလျက်နေအခြားသူရဲ့စိတ်ဝင်စားခြင်းကိုခံရတာမျိုးကြုံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွင်းစိတ်တိုင်းမကျခြင်းအလိုမကျခြင်းစိတ်ဖိစီးမှုများခြင်းဒီလိုတွေတွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။ယခင်ကနေ့ကယောဂဝေဒနာခံစားခဲ့ရတယ်ဆိုရင်ဒီတစ်ပတ်တည်းမှာတေချာပေါက်အနာနဲ့ဆေးတွေ့ရှိပြီးတော့ပျောက်ကင်းသွားပါလိမ့်မယ်။ အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ပိုလှုပ်ဆောင်ရတဲ့ကိစ္စမှန်သမျှကိုသည်ဘာလေးပဲလုပ်လို့ပီပီပြင်းပြင်းလေးနဲ့လုပ်တယ်သို့တော့ဝရိယလည်းကောင်းတယ်ဆွဲလုံးလာလည်းရှိတယ်သို့ပေမဲ့ဘာဖြစ်နေလဲဆိုတော့ကိုယ်အတိုက်ခိုက်ကလေးတွေအနှောက်အယှက်ကလေးတွေဒီလိုလေးတွေပေးလာတဲ့အဖြတ်ကလေးတော့ရှိတယ်ဒါကြောင့်မို့လို့မအေးချမ်းသေးမငြိမ်းချမ်းသေးလို့တွေ့ရတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေထီထိုးကံစမ်းကျင်နေဆိုရင်တော့၃ကလုံးထီထိုးကံစမ်းလို့ရပါတယ် ဝေကြီးလက်လာပါတယ်ရွှင်လန်းပွင့်လန်းစီမဲ့တပတ်တာလို့တွေ့ရပါတယ်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုံကိုပြကြည့်လိုက်တော့မိမိကိစ္စတော့မဟုတ်ဘူးသူတစ်ပွားကိစ္စအတွက်နဲ့အများအားပူပန်နေရတာမျိုးတွေကြုံရတတ်ပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ပြစီတဲ့ရေရာကောင်းလေးပြချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီဘက်တာပြုလို့ဆောင်ရွက်ရမယ့်ရေရာကမိမိနေအိမ်ကဖျားမှာ အဖြူရောင်ပန်းလေးတွေခုနှစ်ဖွဲ့လှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်။ဒီနေ့လာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခက်ခဲမေအလုပ်ကိစ္စတွေအဆင်မပြေဖြစ်တဲ့တည်းကြံ့ကြံ့မှုလေးတွေရှိတယ်။နောက်အလုပ်နဲ့ပတ်သက်ပြီးတော့မိမိအနေနဲ့အယောအဆားလေးတွေတွေ့ရတယ်။ဒါကိုသတိထားပါနော်။တမိုးကြီးတော့ပြည်စီထွက်ဖို့ရှိနေပါတယ်ဒီစိတ်ပါ။မိတ်ဆွေပေါင်းစင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းစင်းတွေစီက အကူအညီကောင်းအကြံဉာဏ်ကောင်းတော့ရမယ်။ဒါ့ပေမဲ့မိတ်ဆွေပေါင်းသင်းတွေနဲ့ကိုယ်ကငွေကြေးကိစ္စပြောပြီးဆိုပြီးဆိုရင်ပြဿနာလေးတွေဖြစ်တဲ့တည်းတောင်းသတိထားပါနော်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအဆင်ပြေဖို့ရှိနေပါသေး။ဆွေယူသားချင်းကြောင့်ဆင်းရဲရတာဆိတ်ရှင်းရတာဒီလိုလေးလေးကြုံရတပါလေ။ရန်အန်ရဲ့စူးစူးဝါမရှိပါဘူးရှင်။အဲ့တော့ရန်အန်ရဲ့တိတိမမမတွေ့ရဘဲနဲ့မိမိကိုကူညီခြင်းနဲ့သူမိမိရဲ့မျက်နှာမြင်ချစ်ခင်အတန်ကြာသနာဆိုတဲ့စာတာလေးတွေတွေ့ရပါလိမ့်မယ်။ အချီကြီးနဲ့ပတ်သက်ပြီးတော့လမ်းပြောင်နေတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးပူပန်တက်ပါတယ်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ချူချာတဲ့ဂရုစိုက်ပါဆေးဥစည်းကမ်းတွေပြရတဲ့တည်းနောက်ရုပ်ပြည့်ရဲ့ဖြစ်စီရဲ့အန်ဒီရဲ့တွေထိခိုက်ဒဏ်ရာလေးရတဲ့တည်းဂရုစိုက်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာမယ့်တပတ်တောင်လို့မြင်ပါတယ်မိမိတွေနဲ့အခက်အခဲတွေဘယ်လိုပဲကြုံဖြတ်နေရပါစီကိုလှုပ်ချတဲ့ရည်ရွယ်ချက်ကိုပဲ ဆူဆူဆက်ဆိုင်ကလေးနဲ့တက်တက်ပပသွားပါလုံဆောင်ပါပြီးတော့ကိုကအတွေးခေါ်ကောင်းတွေကိုအမြင်နဲ့တွေ့တော့ပါဒါဆိုရင်တော့ကို့အတွက်ကန်ဒမစ်ကောင်းတွေရရှိလာမှာပဲဖြစ်ပါတယ်ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးရနှလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေပြတ်ထွက်သွားတာမျိုးရှိတယ်သူပင်ပင်လေးကိုတခုခုလိုအပ်လာလို့ကိုအတွက်ရည်ရထားပြီဆိုရင်အဲ့ဒီအတွက်ကကြံဖန်ပြီးတော့ငွေချင်းကိစ္စအဆင်ပြေသွားတာမျိုးကြုံရပါလိမ့်မယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စီရင်ချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးရေပုံမှန်မှုမျိုးလုံးဝမတွေ့ရအောင်တကယ်လို့အရှိအရှိဒီမှာကိုကတောင်းလျှောက်ကိုကဖြစ်ချင်တဲ့အရာလေးဖြစ်ခွင့်မရခဲ့ဘူးဆိုရင်တော့မှပဲနောက်ပိုင်းမှာကိုဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုအဆင်ပြေသွားမယ်လို့တွေ့ရတယ်။ဒီတော့တင်းနှလားသားသမီးချင်းမဆိုရင်တွေ့ကံတောက်ပတ်ဖြစ်စီတဲ့ရည်ရည်အားကောင်းလေးပြချင်ပါတယ်။တင်းနှလားသားသမီးချင်းမဆိုရင်ပြုလို့ဆောင်ရွက်မယ်တပတ်တာရည်ရည်အားကမိမိအနေနဲ့နေ့စဉ်တရဏဂုံ၃ပါးကိုအတိတ်တံပြူပါအဲ့တော့ဒိတ်တံပြူတဲ့အခါမှာမနေ့6နာရီတစ်ချိန် နော်နေကင်းနှစ်နာရီမှာတစ်ချိန်ည6နာရီမှာတစ်ချိန်တနေ့3ချိန်တရဏဂုံကိုမိမိအသက်အတိုင်းသက်စိရုပ်ပတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမိလို့တွေ့ရပါတယ်ရှင်ချစ်မိရှင်များအားလုံးမင်္ဂလာပါရှင်စက္ကူနေရဲ့7လ2025မှာ23ရက်စက်တလ2025တပတ်တာအင်္ဂါသားသမီးချင်းမေးစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ။အင်္ဂါသားသမီးချစ်မိဆွေအလုတ်ကံရံကောင်းပါတယ်။အလုတ်နဲ့ပတ်သက်ပြီးတော့ဖုံးကံတက်ချင်းပြောဆိုသမျှအောင်မြင်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်။တံမိုးကြီးတော့ပြင်းစင်ဝင်လာလို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ရင်တော့မိတ်ပြင်းစင်ပြက်လေးတွေဖြစ်တတ်ပါတယ်။ရံများခြင်းပြဿနာဖြစ်ခြင်းဆိုတာလေးတွေ့ရပါတယ်။စကားပြောစင်ခြင်းပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းမွန်နေပါတယ်။ဆေးရုံသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ပြက်တာ၊စိတ်ရှိဝါတာ၊စိတ်ကုန်သွားတာမျိုးလေးကြုံရတတ်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်လို့မတွေ့ရပါဘူးရှင်။ချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်နေတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းတာရန်စီပဲအင်တော်ကြီးလို့တွေ့ရပါတယ်။ကျမ်းမကြီးနဲ့ပတ်သက်ရင်ချူကြမယ်ကူးစိတ်ပါ။ဖြစ်လိုက်ရင်ဒူးကြီးကြိုက်တာခဲတာနားလည်ချင်တာခြေောက်တွေမကောင်းတာဒါမျိုးလေးဖြစ်တတ်ပါတယ်။ အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုသည်လောကကရရဲ့အခါမှာအရာအလုံးရှောရှုဖြစ်နေပေမဲ့လည်းကိုယ်စိတ်တိုင်းကျဖန်တီးနိုင်တဲ့အရာလေးတွေမတွေ့ရသေးတဲ့အတွက်ကြောင့်ပဲအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့ကံအလုံးကောင်းပါလေ။ထီထိုးကံစမ်းခြင်းနဲ့ဆိုတော့ငါးတလုံးထီထိုးကံစမ်းလို့ရပါလေ။ဝေးကြီးလက်လာပါလေ။ရှင်လန်းပွန်လန်းစီပဲတပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီအောင်ကြည့်လိုက်တဲ့အခါမိမိသည် တကြီးရွယ်ဦးတွေအတွက်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ရှုပ်ရတာဒီလိုလေးကြုံရတာပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေအတွက်ကံတောက်ဖက်ပြစီတဲ့ရေရာကောင်းလေးပေးချင်ပါတယ်အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအင်္ဂါဖျားမှာရွှေရောင်ရက်ခုနှစ်လက်ကိုလှူဒန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ချင်းများအလုံးမင်္ဂလာပါရှင်စက္ကူနေရဲ့17လ2025မှာ23ရက်17လ2025တပတ်တာ ဗုဒ္ဓဟူသာသမီးချင်းမီစုရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ဘုရုံသားသမီးချင်းမိတ်ဆွေအလုတ်ကံရန်ကောင်းနေပါတယ်အလုတ်ရဲ့အကြည့်တဲ့အလုတ်ရဲ့အခွင့်အရေးအလုတ်ကနေလေးစားချစ်ခင်ခြင်းဒါမျိုးလေးရရှိစေမဲ့တပတ်တာလို့မြင်ပါတယ်တန်မိုးကြီးသောပြည်စီဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲပါခံရတာပြဿနာရှာတာရှိတယ်နောက်ပြီးတော့ရံများခြင်းအမှုခဲဖြစ်ခြင်းဒါလေးတွေ့ရတယ်ဒါကြောင့်သတိထားပြီးရှောင်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့လည်းစိတ်ညစ်ရမယ့် အိမ်နဲ့ပတ်သက်ပြီးတော့စိတ်တိုင်းနေမကြဘူးအိမ်ကလည်းကိုယ်အမြင်မကြည့်ဘူးကိုကိုနိုင်ကလည်းအိမ်အပေါ်မှာအမြင်မကြည့်ဘူးဒီလိုလေးတွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတွေရရှိစေမယ်ဝေးကြီးကိစ္စစကားတွေပြောဆိုရတဲ့ရန်အနေနဲ့တိုက်ခိုက်ရှိတယ်တတိထားပါမိမိကိုညှိုးတာခံရတဲ့တာလေးကိုပြောဆိုင်မယ်နော်အခြေအနေပတ်သက်ပြီးတော့ညီအစ်မတပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်အီးချမ်းသာရဆိုဖြတ်တမ်းပဲအိမ်တော်ကြီးလို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့မကြာခဏဆိုသလိုကျမ်းမာရေးညက်တဲ့တယ်ဖြစ်လိုက်ရင်ရင်းညွတ်နေအောင်လားကြောရီကားတွေအောင်လားဒါလေးခံစားတဲ့တယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးမိမိကိုယ်နဲ့ကလည်းအရာအလုံးကိုစူးစမ်းနေရတယ်မောပန်းနေတယ်မိမိစူးစမ်းတဲ့လောက်လည်းအရာထင်နေဒီအတွက်လည်းအခြားသောစိတ်အနှောက်အယှက်တွေလည်းကြုံရဖို့ရှိနေတယ်ပေါ့နော်ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်တို့ပေမဲ့ဘာဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ရှစ်ကလုံးထီတိုးကန်ဆန်းလို့ရပါတယ် ဝေးကြီးနဲ့ပတ်သက်ပြီးတော့သတိထားပါအကျွေးတင်အကျွေးဆုံးဖြစ်တဲ့တည်းကိုရစရာရှိတဲ့ပတ်စံဆိုရင်မရဘူးကိုပေးရမယ့်ပတ်စံဆိုရင်အပူတမြဲတည်းနဲ့ပေးရတာမျိုးကြုံရတဲ့တည်းအားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာကြုံကုန်ပြီးကြည့်လိုက်တဲ့အခါအမျိုးသမီးတစ်ယောက်ကမိမိအပေါ်မှာဖိစီးတာလွှမ်းမိုးတာဒီလိုလေးခံတတ်ပါတယ်ဒီတော့ဘုဒ္ဓသာသမီချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရောင်ကောင်းလေးပေးချင်ပါတယ်ဘုဒ္ဓသာသမီချင်းမိဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရာက ဖျောင်းကိုရွှေတင်ကန်းကတ်လူပါယခုလိုကတ်လူချင်းပြေမိမိရေတပတ်တာမှာကန်စာတာအញ្ញန့်ခိုင်များပြပြပြီးတော့ကောင်းကျိုးချမ်းသာရရှိစီမှာပဲဖြစ်ပါလေရှင်။ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။19ရက်7လ2025မှာ23ရက်7လ2025တပတ်တာဇာတာပိသာသမီချစ်မိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလေရှင်။ဇာတာပိသာသမီချစ်မိတ်ဆွေအလုပ်ကံရန်ကောင်းနေဖုန်းကံတွေတိုးတက်စီမိအများရဲ့ကြီးညိုလေးစားမှုချစ်ခင်မှုတွေရရှိစီမဲ့တပတ်တာပါ။ တံမိုးကြီးတော့ပြည်စီထွက်တက်တယ်ကိူးဆိုင်ပါနော်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မှားအမြင်မှားတွေခံတက်တယ်သတိထားပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရများအရင်အစီပြေပါလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်ရန်အနေနဲ့တိုက်ခိုက်ရှိတယ်သူပင်ပဲကြီးကြီးမားမားမဟုတ်ပါဘူးရှင်။ချီးရင်နဲ့ပတ်သက်ရင်တော့ညီညီမဲ့တပတ်တာပါ။အီတော်ကြီးနဲ့ပတ်သက်ရင်တော့အီချင်းတန်ရမယ်အီတော်ကြီးလို့တွေ့ရပါလိမ့်။ကျမကြီးနဲ့ပတ်သက်ရင်တော့စိုးကျွန်းလုံးဝမရှိပါဘူးရှင်။ အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးမိမိအနေနဲ့ဗာလီပဲလှုပ်လိုက်လှုပ်လိုက်အေးတဲ့အကျက်တဲတွေကနေပြီးတော့မှလွတ်မြောက်စွာလုပ်ကင်နေရတယ်လို့တွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သူ့ပြင်မဲ့မဖြစ်မနေဒီတိုးကန်ဆန်းကျင်နေဆိုရင်တော့ကိုယ်တလုံးဒီတိုးကန်ဆန်းလို့ရပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအလိန်ညာတွေခံရတဲ့တဲ့ဒါကြောင့်ငွေချင်းငွေကလုံးဝမလုပ်ပါနဲ့ ားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ကိုပြကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိရဲ့လှုပ်ဆောင်ချက်ကောင်းလေးတွေမိမိအတွင်းနေမယ်ကုန်တရေကောင်းလေးတွေကြော်စောစီမယ်လို့တွေ့ရပါတယ်ဒီတော့ဂျာတာဘရီကာသမီချင်းမိတ်ဆွေတွေကံတောက်ပန့်ဖြစ်စီတဲ့ရေရာကောင်းလေးပြချင်ပါတယ်ဂျာတာဘရီကာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရာကမိမိအနေနဲ့လမ်းတွေကိုတွေ့တဲ့အခါချိုင်းခွက်ဖြစ်နေတဲ့နေရာလေးတွေကိုမြေပို့ရတော့၎င်းအုတ်ခဲကိုဟိုထုတ်ပြီးခြေပြီးတော့မှ ပို့တာတော့လည်းကောင်းအဓိကတော့လမ်းပို့တဲ့တပိတ်ကလေးပေါ့နော်လမ်းပို့တဲ့တပိတ်လေးကိုကိုယ်တိုင်ကိုကြပြုလို့ဆောင်ရခြင်းဖြင့်တပတ်တာခက်ခဲနေတဲ့အရာအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာရရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်ရှင်။ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။စက္ကူနေ7လ2025မှာ23ရက်7လ2025တပတ်တာတောက်ကြသားသမီးချစ်မိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ တောက်ကြသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်ရှုပ်ရမယ်အလုပ်ကိုင်းမှာဆုံးရှုံးမှုလေးတွေများတတ်တယ်အခွင့်လန်းလေးတွေပိတ်ဆို့ရမျိုးကြုံရတတ်တယ်သတိထားပါနော်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အမြင်မကြီးတာမိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးပြောရဆိုတာခက်ခဲစီတာစကားပြောလို့မကောင်းတာမျိုးလေးဖြစ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာဝမ်းနည်းစရာကြိတ်ကွေးစရာလေးကြုံရတတ်ပါတယ် ဆွေယူသားချင်းစီရည်အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီအတိုက်ခိုက်လုံးဝမရှိပါရှင်။ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစီမဲ့အိမ်တော်ကြီးပါ။ကျမ်းမာကြီးနဲ့ပတ်သက်ရင်ချူချမဲ့ဆေးဥစည်းကံတွေပြရတတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးပါဘူး။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါလေ။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံစမ်းလို့ရပါပါလေ။ ဝေးကြီးလက်လာပါလိပွင့်လန်းရှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်ဆရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ငွေကြီးကိစ္စတွေအရင်အရင်ကငွေကြီးကိစ္စစိတ်ညစ်ရတာဆိတ်ရှွာတာအဲ့ဒါတွေအကုန်လုံးဟာဒီတပတ်ထဲမှာငွေကြီးကိစ္စကိုအလုံးစုံဖြေရှင်းနိုင်မယ်လို့တွေ့ရပါတယ်အဲ့တော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံတောက်ပတ်ဖြစ်စီတဲ့ရေရာကောင်းလေးပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေပြီးလို့ဆောင်ရမယ်တပတ်တာရေရာကမိမိနေအိမ်ကဖျားမှာပဲအတီးကိုစိတ် ်တပကံလူလန်းချင်းပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားမိန်လို့တွေ့ရပါလိမ့်ရှင်။ချစ်မိချစ်များအားလုံးမင်္ဂလာပါရှင်။၁၉ရက်၁၇လ2025မှာ23ရက်၁၇လ2025တပတ်တာစတိသားသမီးချစ်မိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။စနေသားပြီးချင်းမိဆွေအလုတ်ကင်တဲ့ပတ်သက်ပြီးတော့စိတ်တွေပင်ပန်းအမိအလုတ်အတွင်းနေစိတ်ရှုပ်ရှားလေးကြုံရတတ်ပါလေ။တံမူးကြီးသောပစ္စည်းတွေပြောက်တတ်ပါတဲ့အလိညာခံရတဲ့ဂယုစိုက်ပါတော့ မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေပေါင်းတဲ့ရပဲကိုယ်အပြစ်ပြောတာနာမည်ကိုတရင်ဖြစ်တာဒီလိုလေးတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီအစီအပြေပါလိမ့်မယ်။အိမ်ကိစ္စမှာကြည်လူစရာစိတ်ချမ်းသာစရာလေးကြုံရတဲ့ပါလိမ့်။ချေယူသားကြီးစီကနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေရဖို့ရှိနေပါတယ်။ရန်အနေနဲ့တက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်သူပေါ်ပြလာတဲ့တပတ်တောင်တွေ့ရပါတယ်။ချီးနဲ့ပတ်သက်ပြီးတော့ မိမိချစ်သူအပေါ်မှာမိမိကတန်တရားတွေဖြစ်တာအထင်မြင်လွဲမှားတာလေးရှိတတ်သလိုအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းတာရန်စီမဲနှွေးထွေးစီမဲအိမ်တော်ကြီးတို့တွေ့ရပါတယ်။ကျမ်းမကြီးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင်။အီးချမ်းမှုငြိမ်းချမ်းမှုတွေပျော်ရွှင်မှုတွေရောက်ရှိလာမယ့်တပတ်တာလို့မြင်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားလုံးကောင်းပါတယ်။ထီထိုးကံစမ်းခြင်းတွေဆိုရင်တော့လေးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုရရရှိတဲ့ပတ်စံလေးတွေကျဲကြနေတာမျိုး ကြုံရတတ်ပါတယ်။ပြီးရင်ရှိတဲ့ဝေးကြီးကိစ္စတော့ကိုကပြပြဝါပြီးဆက်နိုင်မယ်တင်ပါပါပါတယ်။ပူပန်စရာလေးဂျုံကိုပြကြည့်လိုက်တဲ့အခါကိုသည်တခါတည်းရမှာလမ်းပြောက်တော့တတ်ပါတယ်။မိမိအနေနဲ့ရှေ့တူဝါခက်နောက်ဆူဝါခက်စုံပြချက်ချရာခက်ခဲစီတဲ့အရာလေးကိုတွေ့ရတတ်ပါတယ်။ဒီတော့စနီသားမိချင်းမိဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ယနေ့အကောင်းလေးပြချင်ပါတယ်။ စနေသားသမီးချင်းမိတ်ဆွေပြုလူဆောင်ရမယ့်တပတ်တာရေရရာကမိမိနေအိမ်ကဖျားမှာရွှေတိဆယ်လေလူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမိလူတွေ့ရပါလိမ့်ရှင်။